ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ side project လုပ်တင်တဲ့အကြောင်းရင်း၅ချက်ကြောင်းကိုပြောပြပေးသွားချင်ပါဝကြည့်ကြတဲ့ကင်းကျင်ရင်ဝင်ဝလန်းချောင်းတစ်ခုတည်းပေါ်မှာဘယ်တော့မှမမိခိုပါနဲ့ဆိုပြီးတော့ပြောတဲ့စကားလည်းရှိပါတယ် active income ပဲဖြစ်ဖြစ် passive income ပဲဖြစ်ဖြစ်ပေါ့နော်ဝင်ဝလန်းချောင်းတစ်ခုမှကထားနိုင်လေဝကြည့်ဆိုင်ရာလုံခြုံမှုပို့ပြီးတော့မှရှိနိုင်လေဖြစ်ပါတယ်ဆိုတော့ဒီမှာတော့ကျွန်တော်ကိုယ့်ရဲ့မူလအလုပ်ပြင်ပေါ့နော်တခြားလုပ်ဒီ side project လုပ်တင်တဲ့အကြောင်းအရာ၅ချက်အကြောင်းကျွန်တော်ဝင်ပြပေးတော့မှာဖြစ်ပါတယ်နံပါတ်1ချက်ကတော့ဝင်ဝေပို့ကောင်းစေပါတယ် ဝင်ငွေတွေလာတာတွေအကြောင်းပြန်ပြီးတော့ကြည့်တဲ့အခါမှာလက်ရှိမြန်မာပြည်ရဲ့အခြေအနေအရပို့ပြီးတော့သိတာတယ်။တာမန်ဝန်ထမ်းအများစုကကိုယ့်ရဲ့စာဝတ်နေရေးပေါ့နော်။အချိန် living cost လောက်ကိုကာမီဖို့တော့မှတော်တော်လှုပ်နေရတဲ့အခြေအနေဖြစ်ပါတယ်။ကိုကအနည်းဆုံး manager role လောက်မှမလုပ်နိုင်လို့ရှိရင်မလုပ်ပြလို့ရှိရင်ငွေကြီးနဲ့ပတ်သက်လို့အကြက်တကင်းမှမလွယ်ဘူးပေါ့လေ။ဆိုတော့ကိုကဒီ side project လုပ်တယ်။နောက်လို့တစ်ခုလုပ်တယ်ဆိုလို့ရှိရင်ကိုတော့ဝင်ငွေပို့ပြီးတော့မှစိတ်ချရတဲ့အခြေအနေဖြစ်စီပါတယ်။နောက်ဒုတိယအချက်ကတော့ပါလဲဆိုလို့ရှိရင် network ပို့ပေါင်းတယ်။အလုပ်တစ်ခုလုပ်တယ်ဆိုတာကဝင်ငွေအတွက်တည်းမဟုတ်ဘူးပေါ့နော်။ကျွန်တော်တို့ဒီ network တော့ပါအများကြီးအကျိုးရှိနေပါတယ်။ကို ကမတူညီတဲ့အလုပ်တွေကိုမတူတဲ့လူတွေနဲ့လုပ်လေကိုတော့ကနတ်ဝါတွေအဆက်အသွယ်တွေမိတ်ဆွေပုံစံတွေပို့ပြီးတော့အားကောင်းစေမှာဖြစ်ပါတယ်။နံပါတ်3ချက်ကတော့ဘာလဲဆိုလို့ရှိရင်အလုပ်ပြုတ်မှာမစိုးရင်ရဘူး။လက်ရှိရှင်တွေကပို့ပြီးတည်တာတဲ့။လုပ်ငန်းတွေရက်တာတွေလုပ်ငန်းတွေချုပ်တာတွေဒါအများကြီးရှိလာတဲ့အခြေအနေမှာကိုယ့်ရဲ့အလုပ်ကံရလဲစိတ်ချရတဲ့အခြေအနေမရှိပါဘူး။ဥပမာကျွန်တော်တို့ကဒီနေ့အလုပ်ရှိနေပြီမြန်နောက်နေ့အလုပ်ပြုတ်သွားတာမျိုး ဖြစ်နိုင်တယ်။အဲတချို့ဆိုလို့ရှိရင်လာသာ short တာတွေကြုံရတယ်။တချို့ဆိုလို့ရင်ဝန်ထမ်း short တာတွေကြုံရတယ်။အဲ့တော့ကိုကဒီဘက်မှာ side project တစ်ခု၊တကန့် job တစ်ခုချိထားရဲဆိုရင်ကိုရဲ့လက်ရှိအလုပ်ပြုတ်မှာလို့ပါလို့တိတ်ပြီးတော့ပူပြန်မလုပ်ဘူးပေါ့။နောက်ထပ် structure check ကတော့ပါလဲဆိုလို့ရှိရင်ကိုရဲ့ passion နောက်ကိုလိုက်လို့ရတယ်။ကိုရဲ့ skill ကိုလည်းမြင့်တင်လို့ရစေတယ်။ကိုကလက်ရှိလုပ်နေတဲ့အလုပ်ကကို passion တကယ်ရှိတဲ့အလုပ်ဖြစ်ချင်မှာဖြစ်ပါ အဲ့တော့ကျွန်တော်တို့ကဒီ side project လုပ်တဲ့အခါမှာကို passion တကယ်ရှိတဲ့အလုပ်ကိုကျွေးချက်လို့ရတယ်။အဲ့မှလည်းကျွန်တော်တို့ကကိုယ့်ရဲ့ကျွမ်းကျင်မှုကိုမြင့်တင်လို့ရတယ်လို့နောက်ထပ်နောက်ထပ်ကျွမ်းကျင်မှုတွေလည်းကျွန်တော် ဟိုကလုတ်ပြတ်တယ်လို့ကိုယ့်ရဲ့ရှိပြီးသားကျွမ်းကျင်မှုတွေညှင့်တင်လို့ရပါတယ်နောက်ဆုံးတစ်ချက်ကတော့ပါလဲဆိုလို့ချင်းကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင်အဆင်သင့်ဖြစ်စေပါတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုလို့ချင်းဝန်ထမ်းလုပ်ကိုထွက်ပြီးတော့မှလုပ်မယ်လို့ပါတော့ကျွန်တော်စဉ်းစားကြတာရှိတယ် business တစ်ခုလုပ်တာကအချိန်ရဖို့အင်တန်အရေးကြီးပါတယ်အချိန်ရဖို့အချိန်လည်းယူရပါတယ်အဲ့တော့ကျွန်တော်တို့ကမူလလုပ်ကနေပြီးတော့ထွက်သေးပဲနဲ့ကိုစနိုင်တယ်ဆိုလို့ချင်းစထားလို့ရတယ်ဒါဆိုလို့ချင်းကိုတကယ်ကလုပ်တဲ့ချိန်မှာတော်တော်လေးအဆင်သင့်ဖြစ်နေပြီတော်တော်လေးအချိန်ရနေပြီလို့ပြောလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်